အားလုံးမိတ်မိလာပါဒီနေ့ဆွေးနွေးပေးမယ့်အကြောင်းကတော့ဒီမြန်မာစကားမှာအရေးကြီးတဲ့အခင်ခန္ဓာတစ်ခုကပါဝင်တဲ့ဒီတန်နှင်းနဲ့တန်ပြင်းတို့ရဲ့ क्वे ပြမှုတွေအဲ့ဒီတန်လွတ်တွေကစကလုံးရဲ့အထိပယ်ကိုဘယ်လိုပြောင်းလဲစေတဲ့ဆိုတာနဲ့ဒီနေ့စဉ်စကားတွေမှာအသုံးပြုတဲ့ဥပမာတွေကိုတပြပြသွားမှာပဲဖြစ်ပါတယ် နံပါတ်1အနေနဲ့တိုင်နှင်းနဲ့တိုင်မြင်ဆိုတာပါလေပေါ့နော်ဒီမြန်မာစကားဆိုရင်အတန်နှိမ်မြင့်ပေါ်မူတည်ပြီးတော့အထိပ္ပယ်ကိုရပါတယ်ဒီတိုင်နှင်းတိုင်ပြင်းဆိုတာကပြည်တန်တွေကိုအခြေခံပြီးတော့ခေါ်ပေါ်တဲ့ဝါဟာရတွေပဲဖြစ်ပါတယ်အာနည်းနည်းထပ်ကြည့်လိုက်အောင်ဒီတိုင်နှင်းကအတန်ထွက်တဲ့အခါမှာအတန်ကျိုးမတုံခါပဲနဲ့ဒီရှူထုတ်တဲ့တီးတက်ပါဝင်တဲ့အတန်ပဲဖြစ်ပါတယ်ဥမာအနေနဲ့ကစတပ စတဲ့ပြေးတွေပါနောက်တစ်ခုအနေနဲ့အတန်ပြင်းရကြတော့အတန်ထွက်တဲ့အခါမှာအတန်ကျိုးတုံခါမှုနဲ့အတူလေရှူထုတ်တဲ့မှာပါဝင်တဲ့အတန်ပဲဖြစ်ပါတယ်ဥမာအနေနဲ့ကပစစတဲ့ပြေးတွေပဲဖြစ်ပါတယ်ဒီကျမတို့မြန်မာဘာသာစကားမှာဆိုရင်ဒီစကားလုံးတစ်လုံးရဲ့အတန်ထွက်ကို တန်ညင်းနဲ့တန်မင်းခွဲကြပြီးတော့ပြောဆိုတဲ့အခါမှာအဲ့ဒီစကလုံးရဲ့အနက်ဒိတ်ပေပါပြောင်းလဲသွားတာတွေ့ရတာပေါ့နော်ဒီတန်ညင်းဟာဆိုရင်အများအားဖြင့်ကရိယာလှုပ်ဆောင်ချက်ကိုပြတဲ့အနက်ဝဆောင်တွေနောက်ပြီးတော့တန်ပြင်းရကြတော့အများအားဖြင့်နဲအရာဝတ္ထုဒါမှမဟုတ်ပုပ်ကူကိုပြတဲ့အနက်ဝဆောင်ပါတယ်ဒီချက်တွေကိုစကလုံးနဲ့ကြည့်ပုံဝင်ရှင်းလင်းမြင်နိုင်ပေါ့နော်ဒီဥမာနေနဲ့ကော်နဲ့ကော်မြေကြီးကိုကော်ရင်လို့ဒီ ဒီနေရာမှာဆိုရင်မြေကြီးကိုလက်ဒါမှမဟုတ်ကရိယာနဲ့နှိုက်ယူတာကိုဒါဆိုလို့ရပါတော့เนาะဤတွဲချောက်ကော့ကိုတန်နှင်းကရိယာနည်းနဲ့အသုံးပြုတာတွေ့ရမှာပေါ့เนาะနောက်တစ်ချောင်းအနေနဲ့ဟိုကားကော့ကိုယူခဲ့ပါဒီစာချောင်းမှာဆိုရင်မြေကြီးကိုကော့ရမှာတုံးတဲ့ဖြစ်စီကိုညှိညွှန်းတာပေါ့เนาะဤတွဲချောက်ဒီဒီမှာတုံးထားတဲ့ကော့ကိုတန်ပြင်းနန်နည်းနဲ့အသုံးပြုတာကိုတွေ့ရမှာပဲ နောက်ထပ်ဝါကြတစ်ခုကကြတော့စောင့်နဲ့စောင့်အိုးသေးကိုစောင့်ကြည့်လိုက်ပါဒီဒီစာကြောင်းမှာဆိုရင်ခေါင်းကိုအောက်ဘက်ကိုစိုက်ဆင်သွားအောင်လှုပ်ဆောင်ခိုင်းတာကိုညှို့တာညှို့တာတော့ဗောနော်အဲ့တွက်ကြောင့်စောင့်ကိုတန်ကြီးကိရိယာအနေနဲ့အသုံးပြုတာတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ကြောင်းအနေနဲ့ဒီရေအိုးရဲ့စောင့်မှာရွတ်တည်ရှိနေတယ်ဒီစာကြောင်းမှာဆိုရင် အာအရာဝတ္ထုတစ်ခုရဲ့အောက်ခြေပိုင်းအတွင်းဆုံးနေရာကိုညွှန်တာပါတယ်။အဲ့အတွက်ကြောင့်ဒီဆောက်ကိုအာတန်ပြင်းနဲ့အနေနဲ့တုံးတာတွေ့ရမှာပေါ့နော်။ညမနှင်းအနေနဲ့ဒီတလုံးတွေတော်စကလုံးတွေမှာမကပါနဲ့။ဒီနှလုံးတွေသုံးလုံးတွေစကလုံးတွေမှာလည်းဒီနောက်ဆုံးစကက်တဲ့ရဲ့တန်ညင်းတန်ပြင်းကွဲပြားမှုက အနေအထိပဲကို ပြောင်းလဲစေပါတယ်။အာဥမာအနေနဲ့ပြောရမှာဆိုရင်ထမင်းချက် မိဖို့ကြောင့်မှထမင်းချက်လိုက်တော့ဒီစာကြောင်းမှဆိုရင်ထမင်းချက်ပြုတ်တယ်လှုပ်ဆောင်ချက်ကိုရည်ညွှန်းလာတော့ဗောနော်အဲ့တွဲကြောင့်ချက်ကိုတန်ညင်းကိရိယာအနေနဲ့တုံးလာတော့တွေ့ရပါမယ်နောက်ထပ်တစ်ကြောင်းအနေနဲ့ဒီဟိုတယ်ရဲ့ထမင်းချက်ကအရင်လက်ရကောင်းတယ်ဒီစာကြောင်းမှဆိုရင်ထမင်းချက်ပြုတ်ပြီးတဲ့သူကိုရည်ညွှန်းလာတယ်အဲ့တွဲကြောင့်ဒီချက်ကတန်ပြင်းနဲ့အနေနဲ့တုံးလာတော့တွေ့ရမှာဗောနော် ဒီချက်တွေကဒီမြန်မာစကားရဲ့ထူးခြားတဲ့တွင်ပြင်လက္ခဏာတစ်ခုပဲဖြစ်တယ်။ဒီကျမတို့ကပြောစကားထဲမှာစကားလုံးကိုတန်နှင်းနဲ့ရည်ညွှန်းလိုက်ရင်အဲ့ဒီလောက်ရကိုလှုပ်ဆောင်တယ်လို့ဆိုလိုပြီးတော့ဒီတန်ပြင်းနဲ့ရည်ညွှန်းလိုက်ရင်အဲ့ဒီလောက်ရကိုလှုပ်ဆောင်တဲ့သူဒါမှမဟုတ်ပစ္စည်းကိုရည်ညွှန်းတယ်ဆိုတာကိုအလွယ်တကူသိနိုင်ပါတယ်။ ဒါကြောင့်တန်ညင်းတန်မြင်ကိုပြမှုဟာဒီကျမတို့စကားပြောဆိုရမှာအနေအိပယ်ကိုရှင်းလင်းတိကျစေတဲ့အလွန်ရေးပါတဲ့အခန်းငယ်နာနေပါဝင်နေတယ်လို့ပြောရင်ဒီမှာပဲနှီးကုံချုပ်လို့ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်